အင်အားသုံးအနိုင်ကျင့်ဖြေရှင်ဤကိုလက်မခံဟုရုရှားကပြောအီရန်နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့အကောင်ဆုံးဖြေရှင်နိုင်မဲ့နိလန်ဟာတန်တမန်နိလန်မဲ့ဖြစ်တဲ့အတွက်အမေရိကန်သမ္မတထရရဲ့ချင်းချောက်ပြောဆိုမှုတွေကိုကတ်ကွက်ရှုတ်ချကြောင်းဩစတြေးလျနိုင်ငံဘီယင်နာအခြေဆိုင်နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာရုရှားအမြဲတမ်းကိုယ်စားလှယ်မီခေအူရာနော့ကအပီ9ရက်နေ့ကပြောဆိုပါတယ် နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့သဘောတူညီချက်မလုပ်ရင်ဘုံကျဲတိုက်ခိုက်မယ်ဆိုတဲ့အမေရိကန်သမ္မတရဲ့ချင်းချမှုဟာအပြေမဟုတ်တလို့လက်ခံနိုင်စရာမရှိဘူးလို့မီခေဥရာနော့ကဆိုပါတယ်။အင်အားသုံးအနိုင်ကျေဖြေရှင်းတဲ့မူဝါဒကိုရုရှားအနေနဲ့လက်မခံနိုင်တယ်လို့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်အတွက်တခုတည်းတော့အပြေဟာတန်ခင်းတမန်ခင်းနဲ့ဖြေရှင်းနည်းသာဖြေရမယ်လို့ရုရှားအမြဲတမ်းကိုယ်စားလှယ်မီခေဥရာနော့ကအီရန်အစိုးရသတင်းဌာနရဲ့မေးမြန်းချိန်မှာပြောဆိုသွားပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။